ညီကိုတို့အားလုံးပဲမင်္ဂလာပါနေကောင်းချမ်းမှချမ်းသာကြပါစေ UEF International League Quarter Final ဘောနော်ဒါဒုတိယအကြော်လို့ပြောရမှာပေါ့ပြင်တဲ့အတင်းနဲ့ခရိုအေးရှားတို့ပွဲစဉ်နောက်ထပ်တစ်ပွဲကတော့ဂျာမနီနဲ့အီတလီနောက်တစ်ပွဲကတော့ပေါ်တူဂီနဲ့ဒိမတ်စပိန်နဲ့နယ်သာလန်တို့ပွဲစဉ်ကိုပွဲချုပ်သုံးသပ်ပေးမယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ပြင်တဲ့ပွဲစပြောမှာပေါ့နော်ပြင်းတဲ့အတင်းကတော့အိမ်ခွင့်မှာဆွဲရမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တလုံးကို တလုံးကို40ရှုံးကပြင်းတဲ့အသိန်းကတော့ပေးထားတဲ့ကြည်ကတော့အနည်းဆုံးတလုံးကို40ရှုံးကဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဘိုးပေါင်းကြီးကတော့တောင်းတောင်း39လောက်ပေါ့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဒါလက်ရှိဖွင့်ထားတဲ့ကြည်တွေဖြစ်တယ်ပေါ့နော်အနားနည်းအပြောင်းလဲထပ်ဖြစ်နိုင်သေးတာပေါ့နော်ဒါဆိုပထမအကြောတုန်းကတော့မထင်မှတ်ဘက်ခရိုအရှာအသိန်းကပေါ့နော်ပထမပိုင်းမှာတွင်းကိုငကူရခဲ့တယ်ဗျာအဲ့ငကူနဲ့ပဲကျွန်တော်ပွဲပြီးသွားခဲ့တယ်ပယ်နတီလည်းရပါတယ်နော်ပယ်နတီမဝင်ခဲ့လို့ဝင်ခွင့်နဲ့3-0ဆိုတဲ့ရလနဲ့ပြီးသွားမှာပေါ့နော်ဒီပွဲဆိုင်ကတော့ ဆိုလက်ရှိကျွန်တော်ပြင်သစ်အတင်းကတော့ဒီပွဲကိုသူတို့ရေကုန်ရေကန်းပေါ့နော်သူအိမ်ခွင်းလည်းဖြစ်တဲ့အတွက်ရေကုန်ရေကန်းဆောလာမယ်ဆိုတာတော့ကျွန်တော်တို့ကိုလုံးကြီးကိုညင်းလို့မရဘူးပေါ့နော်ခရိုအေးရှားအတင်းကတော်တော်လေးမထင်မှတ်လောက်အောင်လုပ်ပြတာတော်တော်အားမပေါ်ကောင်းတယ်ပေါ့နော်ဒီပြင်သစ်အတင်းကဒီခရိုအေးရှားအတင်းကိုမနိုင်တာပေါ့နော်ကျွန်တော်၃ချိန်ဆက်ရှိပြီပေါ့ဗျာဒါကျွန်တော် group မှာတော့လည်း၂ချိန်တွေးခဲ့တယ်ပေါ့နော်လုံးဝနိုင်ထားတာမျိုးမတွေးရဘူးပေါ့နော် ဆိုတော့ကျွန်တော်ဒီဖွင့်ထားတဲ့ wireless band မှာဆိုလို့ရှိရင်ဒီ J ကိုဘယ်လိုဖွင့်ထားလဲဆိုတော့ဒီ wireless band ရဲ့ formula အတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ wire မှာပြင်သစ်အတင်းနိုင်ဖို့များနေတာမျိုးတော့တွေ့ရတယ်ပေါ့နော်ပြင်သစ်အတင်းနိုင်ကြရအောင်များတယ်ဒါပေမဲ့ J အောင်မအောင်တော့ကျွန်တော်စဉ်းစားရမှာပေါ့နော်ဒါတစ်ချက်ပါပဲဆိုတော့ဒီမှာကျွန်တော် boot into square yes ကိုဖွင့်ထားတာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့1.90ဆိုမှပေးထားပါတော့1900ရင်900မြတ်မယ်ပေါ့နော် no ကိုရိုက်မယ်ဆိုလို့ရှိရင်တော့1800မြတ်မယ်ပေါ့ တကယ်လို့ကျွန်တော်တို့ဂူပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့မိနစ်90အတွက်တော့အနည်းဆုံးကျွန်တော်တောင်းလောက်ဒီဖြစ်မယ်ဆိုတော့ cheese ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ပြင်တဲ့အတင်းကတော့ကျွန်တော်အနည်းဆုံးနှလုံးလောက်တော့တွင်းမယ်ဆိုတော့ cheese ဖွင့်ထားတယ်မိနစ်90အတွက်တွင်းမှာပေါ့နော်ခရိုရှားအတင်းကတော့တလုံးရရင်ကိုကန်ကောင်းပေါ့ဗျာစာဆိုလို့ရှိရင်ကျွန်တော် 2C ဖြစ်မလားဒီလိုမျိုးပေါ့ဗျာ 1C ဖြစ်မလား 2C ဖြစ်မလားပေါ့နော်အနည်းဆုံးကျွန်တော်တို့ 3C နဲ့ဖြစ်မှာပဲကျွန်တော်တက်မှာဟုတ် လူစည်းဆိုရင်အချိန်ပိုတွေထက်ကန်နေရမှာပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် body မှာအောက်တင်ဖြစ်တဲ့ croatia ပဲခြိုက်တယ်ဗျာပြီးလို့ရှိရင် boating to score no ဆိုတာထိုးဖို့အကြံပေးခြင်းတယ်ပေါ့နော် wines ပဲရိုက်မယ်ညီကိုလေးနောက်တစ်ပွဲစဉ်တစ်ပွဲကတော့ germany နဲ့ italy တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် Germany အသင်းကတလုံးကိုကျွန်တော်60နိုင်အောင်ဖွင့်ထားတယ်ပေါ့နော်ဂိုးပေါင်းကနှလုံး90ရှုံးအောင်ဖွင့်ထားတာတွေ့ရတယ်ပေါ့နော် မနက်ဖြန်ကြလို့ရှိရင်အပြောင်းလဲတွေထပ်ဖြစ်နိုင်သေးတယ်ပေါ့နော်ဒါလေးကျွန်တော်စောင့်ကြည့်စေချင်တယ်ပေါ့နော်ဒါပထမအကြော့မှာတော့ဂျာမနီက2-1ဆိုတဲ့ရလဒ်နဲ့အီတလီကွင်းမှာနိုင်ခဲ့တယ်ပေါ့နော်ဒီပွဲစဉ်မှာကြည့်ရမှာဆိုရင်အီတလီအသင်းကတော်တော်လေးကောင်းပါတယ်ဗျာဘောလုံးပိုစီရှင်ဂျာမနီရှိရဆိုမှလည်းအီတလီအသင်းကတော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်ကျွန်တော်အခွင့်အရေးပိုင်းတွေလည်းရခဲ့တယ်အဲဆိုကျွန်တော်ဂျာမနီဂိုးသမားဆို6ချိန်တောင်မှ save လုပ်ခဲ့တယ်ပေါ့နော်ဘောလုံးကာကွယ်နိုင်ခဲ့တယ်ပေါ့နော် မဂျမနီရဲ့လက်ရှိကာရာဖောင်းလည်းတော်တော်လေးကောင်းလာတယ်တွေ့ရတယ်ပေါ့နော်ဆိုရဲကျွန်တော်တို့ဒီနီးပြပေါ့နော်နာဂစ်မန်ရဲ့ဒီကစားကွက်ကတော်တော်လေးကောင်းလာမြင်နေရတယ်ပေါ့နော်ဆိုဒီနဲ့တင်းရင်ကျွန်တော်တို့ဒီ wins ပဲပေါ့ကြီးမှကြီးရမှာဆိုလို့ရှိရင်တော့ဖွင့်ထားတဲ့ booting score yes ကိုဖွင့်ထားတာကြီးရမှာဆိုလို့ရှိရင်တော့ yes ကိုရိုက်မယ်ဆိုရင်ကျွန်တော်900မြတ်မယ် no ကိုရိုက်မယ်ဆိုရင်တော့900ရမယ်ပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်မိနစ်90အတွက်မှာအနည်းဆုံးကျွန်တော်တောင်းတောင်းဒီဖြစ်မှာဆိုတော့ခြေဖွင့်ထားပါတယ်ဒီပွဲစဉ်မှာတော့တေးကြတယ်အီတလီကတိုက်လာမှာပေါ့နော်အီတလီကတိုက်လာမှာဘာလို့လဲဆိုတော့သူကသူ့ဘာနဲ့ရှုံးထားတာဟုတ်ပြီးတော့ကျွန်တော်ဂျာမနီအတင်းကမိနစ်90အတွက်မှာအနည်းဆုံးနှလုံးကနဲ့တောင်းတောင်းဒီထက်မှာဆိုတော့ခြေတော့ဖွင့်ထားတာပေါ့နော်နှလုံးတော့ကတော့ရဖို့တေးကြတော့ရှိတယ်ပေါ့နော်အဲအီတလီကတော့အများဆုံးတစ်လုံးလောက်ဝင်ရမယ်ဆိုတော့ကြည်တော့ဖွင့်ထားတယ်ပေါ့နော်2-1လားဒီလိုမျိုးပုံစံမျိုးပေါ့နော်2-1ဒီပိုင်းဖြစ်သွားနိုင်တယ်ပေါ့နော် အမဒီ1 square formula အတိုင်းပဲကြည့်မယ်ဆိုဂျေးကိုမကြည့်ဘဲနဲ့အသင်းကိုပဲကြည့်မယ်ဆိုဂျာမနီနိုင်ငံများတယ်ပေါ့နော်။ဒါမှကျွန်တော်ကဂျေးအောင်အောင်မအောင်အဲ့ဒါတစ်ချက်စဉ်းစားရမှာပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်က body မှာတော့ကျွန်တော်အောက်တင်ဖြစ်တဲ့အီတလီကြိုက်တယ်ဗျာ။အီတလီရောင်းလာမလို့ချင်တယ်ပေါ့နော်။ဂျာမနီကတအားကောင်းတယ်ကျွန်တော်သိတယ်ဒါပေမဲ့အီတလီရောင်းလာမလို့ချင်တယ်ပေါ့နော်။ရှုံးခဲ့ရင်လည်းကျွန်တော်တို့60လောက်ပဲရှုံးလဲရှုံးမနိုင်တယ်ပေါ့နော်။မနေ့ကဂျေးတွေအပြောင်းလဲဖြစ်နိုင်သေးတယ်ပေါ့နော်။ စောင့်ကြည့်စေချင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘော်ဒီမှာအီတလီပဲခြိုက်တယ်အီတလီတော်တော်လေးယုံရမယ်ဒီပွဲမှာဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဝမ်းစပယ်ရမယ်ညီကိုတွေကတော့ကျွန်တော်တို့ဒီ over 1.5 goal ဆိုတာရိုက်ဖို့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော်1.5မှာတော့ကျွန်တော်တို့တိတ်တော့မရပါဘူးပတ်စံဒါပေမဲ့လည်းကျွန်တော်တို့တည်ချောင်းလို့ပေါ့နော် over 1.5ကိုရိုက်ရိုက်ချိုင်းစေချင်တာပါ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ပေါ်တူဂီနဲ့ဒိမတ်တို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်တော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲပေါ့ဗျာဒိမတ်ကွင်မှာပေါ်တူဂီအတင်းရှုံးခဲ့တယ်ပေါ့နော်ဒါတူးစီးနဲ့ရှုံးရမှာဒါပန်နတီမဝင်ခဲ့ဘူးပေါ့ဗျာပန်နတီကန်သွင်းတာကိုလွဲသွားခဲ့တယ်အဲရစ်စင်ကပေါ့နော်ဒါမန်ယူကကစားသမားအဲရစ်စင်အလွဲချောက်ခဲ့တယ်ပေါ့နော်ဒီပွဲစဉ်မှာဒီယိုကိုကော့စတာပေါ့နော်သူတို့ရဲ့အဓိကကစားသမားပေါ့နော်တော်တော်လေးကောင်းခဲ့တာတွေ့ရတယ်ကိုသမားဒီယိုကိုကော့စတာပေါ့ဗျာပြောချင်တာ ော်တော်လေးကောင်းတာတွေ့ရတယ်ပေါ်တူဂီကစားသမားတွေတော်တော်လေးခြေသွမ်းပြပါတယ်ဒီပွဲစဉ်မှာနည်းနည်းလေးလူသွားတာတော့ရာဖယ်လီယောင်းနဲ့ရော်နယ်ဒိုနည်းနည်းညံ့တယ်ပေါ့ဗျာတဲ့ရရလဲစကားပြောလိုက်ပေါ့နော်တေချာဘောလုံး position ကိုတေချာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အခွင့်အရေးရတာဒိမတ်ကပုံတော်ရခဲ့တယ်ပေါ့နော်ဘောလုံးကန်တွင်ချင်းချောက်တာတော့23ချိန်ရှိခဲ့တယ်ပေါ့နော်အဲပေါ်တူဂီမြေမှာတော့လွယ်တော့မလွယ်ဘူးနော်တော်တော်လေးရောင်းလာမှလို့ဖြစ်နေကျွန်တော်ကတော့ဒီနှစ်တင်းကကျွန်တော် head to head မှာဆိုရင်လည်း ဒါကျွန်တော်တို့အများအား1 z 1 z နဲ့ပဲပြီးတာမျိုး၃ချိန်တွေ့ရတယ်ပေါ့နော်ပေါ်တူဂီအတင်းကနိုင်လဲ1 z ပေါ့ဗျာအခုပေးထားတဲ့ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုပေါ်တူဂီကတစ်လုံး20ရှုံးကပေါက်နေတာတွေ့ရတယ်ပေါ့နော်ဘော်ဒီဂျီကဂိုးပေါင်းကြီးကနှလုံးကိုကျွန်တော်တို့60ရှုံးကပေါက်ထားတာတွေ့ရတယ်ပေါ့နော်မနေ့ကအချီးရအပြောင်းလဲလည်းထပ်ဖြစ်နေဖြစ်မယ်ပေါ့ဗျာကျွန်တော် wise bet ကြီးကိုကြည့်မယ်ဆိုလို့ရှင်တော့ wise bet မှာဖွင့်ထားတဲ့ကျွန်တော် body to score yes yes ကိုဆိုရင် ကျွန်တော်800နဲ့90ရမယ်ပေါ့နော် ငိုးရိုက်မှဆိုရင်880လောက်မြတ်မယ်ပေါ့ဗျမိနစ်90တော့အတွင်းမှာဒီပွဲကတော့အနည်းဆုံးကျွန်တော်နှစ်လုံးလောက်ပဲပြီးမယ်ဆိုတော့ခြေမျိုးဖွင့်ထားတယ်ပေါ့နော်11မဟုတ်ရင်2စီပေါ့ဗျအဲ့လိုမျိုးပုံစံမျိုးပြီးလို့ရှိရင်ကျွန်တော်ပေါ်တူဂီအတင်းကတော့အနည်းဆုံးကျွန်တော်နှစ်လုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ဒိမန်အတင်းကတော့အနည်းဆုံးတစ်လုံးလောက်ပဲရမယ်ဆိုတော့ခြေဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဆိုကျွန်တော်ဒီ wins back formula အတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကြည့်ကြတယ်ပေါ်တူဂီနိုင်မယ်ပေါ့ဗျာဒါမှကျွန်တော်ကြည့်အောင်မအောင်တော့ချက်စဉ်းစားရမှာပေါ့နော် ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာဗောနောကျွန်တော်ရွေးချယ်နေတာအကုန်လုံးအောက်တွေပဲဖြစ်နေကျွန်တော်ဒိမတ်ပဲကြိုက်တယ်ဗျာကျွန်တော်ဒိမတ်ဆော့တော့တော်တော်လေးသဘောကျတယ်ဒိမတ်ကြိုက်တယ်ဗျာဒိမတ်နဲ့ဂူအောက်ကြိုက်တယ်ဗျာဒီပွဲပင်ဝိုင်းစပဲရမယ်ညီကိုဗောနောဘိုတင်းလူစကောနိုးဆိုတာရိုက်ဖို့အချမ်းပေးချင်တယ်ဗောနောနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Netherlands နဲ့ Spain တို့ပွဲစဉ်ကိုပွဲချုပ်တောင်းတပေးချင်ပါတယ်ဒီပွဲစဉ်မှာတော့ Spain တင်းရတလုံး30နာရီတော့ဖွင့်ထားတယ်ဗောနောဂူပေါင်း3390ဆိုမှဖွင့်ထားတာတွေ့ရတယ်ဗောနော လက်ရှိကျွန်တော်ပထမအချောမှာတော့တူတူကြထားတာတွေ့ရတာပေါ့နော် Netherland ကစားသမားကျွန်တော် Hito ပေါ့ဗျာသူကတော့အနီကမိထားတယ် Hato Hato ဆိုတဲ့ကစားသမားပေါ့နော်အနီကမိထားတယ်ပေါ့နော်ဒါကကျွန်တော်တို့ Michael Marino ရဲ့နောက်ကျကူးနဲ့ပေါ့နော်ကျွန်တော်တူတူဆိုတဲ့ရလာနဲ့ပြီးခဲ့တာပေါ့နော်ဒီနေ့တင်ရတော့ကျွန်တော်တို့ဒီ Hato Hat တွေကတော့ရှိပါတယ်အတော်လေးပေါ့နော်အပြန်အလှန်ပြင်းထန်တယ်ဒီနေ့တင်တွေ့နိုင်ပေါ့နော်ဆို Netherland 5-1နဲ့တော့နိုင်ဘူးတယ်ဗျာဒီအတင်း Spain ပေါ့နော် နယ်သာလန်တော်တော်လေးအသာစီးယူထားတာတွေ့ရတယ်ဟက်တူဟက်၃ချိန်လောက်မှာပေါ့နော်ဆိုတော့လက်ရှိကျွန်တော်စပိန်အသင်းကလည်းရှုံးမမချုံတာတော်တော်ကြာပြီဗျာစပိန်ပြန်ရှုံးမမချုံတာ၁၆ဘွယ်သက်ရှိပေါ့နော်နယ်သာလန်၃ဘွယ်သက်ရှိရဗျာဆိုကျွန်တော်ဝမ်းစ်ဘက်ရဲ့ပေါက်ကြီးတွေကိုလေ့လာကြည့်မယ်ဆိုရင်တော့ဘိုတင်းနူစကောယက်စ်ကိုကြည့်မယ်ဆိုရင်900ရမယ်နိုးရိုက်မယ်ဆိုရင်ကျွန်တော်ဒဇာနီးပါးလောက်မြတ်မယ်ပေါ့နော် မနေ့90အတော်အတွင်းမှာဖြစ်မဲ့ဂူပေါင်းကြီးကအနည်းဆုံး3လုံးထိတော့ရောက်မှာဆိုတဲ့ကြီးဖွင့်ထားပါတယ်။မနေ့90အတော်အတွင်းမှာစပိန်သင်းကအနည်းဆုံး1လုံးလောက်တော့ထည့်မှာဆိုတဲ့ကြီးဖွင့်ထားတယ်။ပြီးမနေ့90အတော်အတွင်းမှာနယ်သာလန်သင်းကအနည်းဆုံး1လုံးလောက်တော့ရမှာဆိုတဲ့ကြီးဖွင့်ထားတယ်ပေါ့နော်။ဒါကြလို့ကျွန်တော်စပိန်သင်းက1စီးနဲ့မနိုင်လို့ရှိရင်လည်းကျွန်တော်30တော့မြတ်မယ်ပေါ့နော်။ဒါကြလို့ဂူပေါင်းက3လုံး30နိုင်ဖြစ်ဖို့တော့လိုတယ်ပေါ့နော်။ဝမ်းစပယ်ဖော်မြူလာအတိုင်းပဲဒီလိုပဲသွားမှာဆိုလို့ရှိရင်ကျွန်တော်ဒီပွဲမှာစပိန်နိုင်ဖို့များနေတယ်ပေါ့နော် ဆိုဒီပွဲမှာ net line တော်တော်လေးထိမ့်သိမ့်သိမ့်သိမ့်နဲ့ကျွန်တော်ဆော့လာမလို့ထင်တယ်ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော် body မှာဗောနော် ancient ကျွန်တော်စပိန်မဲကြိုက်တယ်ဗောနော်စပိန်ကြိုက်တယ်ပြီးလို့ရှိရင် wins ပဲရိုက်မယ်ညကိုရီးယားတော့ဒီပွဲစဉ်မှာကျွန်တော် over 1.5 goal ဆိုတာရိုက်ဖို့အကြံပေးခြင်းတယ်ဗောနော်ဒီနေ့ကျွန်တော်ရွေးချယ်ခဲ့ပေးတဲ့အသင်းတွေကတော့ဗောနော်ကျွန်တော်တို့ဒီအခရိုအရှားရဲ့အီတလီရဲ့ဗောနော်ဒိမတ်ရဲ့အောက်တင်သုံးတင်ပါတယ်ဗောနော်အပေါ်အသင်းတစ်သင်းကတော့စပိန်အသင်းဗောနော် निगोरो आन सेम चाहिँ बना बरम्बर पाउ चापादि